ဒီဗီဒီယိုလေးကိုပဲနည်းနည်းလေးကြည့်ပါညာအဲဆော့နိုင်ငံကြီးအကုန်လုံးကဇန်ခန်ပစ္စည်းကဘာလဲသိလားအဲ့ဒါလိန်ဆက်ဆန်ခြင်းပဲအေးအေးဒီလိုထားလိန်ဆက်ဆန်ပြီးစောက်ကလေးမရသေးနဲ့ကုန်လုံးသုံးဒီရဲဒီရဲစောက်ကလေးမြုံနဲ့လိုးတာလိုးလူလူကြောင့်ပွဲမှာလူအများကြီး overflow ပွဲနဲ့ရလုပ်တယ်ကျွန်တော်ညီမသွားတယ်ကျွန်တော်တငယ်ချင်းတွေလည်းပါတယ်ဒီကြားရဲမိသားစုတွေလည်းပါတယ်ပြီးတော့မိသားစုတစုမှလည်းအာစိတ်မချလို့တဲ့သူ့အမေလည်းပါတယ်သူ့အဖေလည်းပါတယ်သူ့ညီမလည်းပါတယ်သူ့ညီမောင်လေးလည်းပါတယ်သွားကြတယ်ပွဲကြီးပွဲကတော့အများကြီးပဲအမှုပညာရှင်တွေအများကြီးဖြော့ပြီးတာကျွန်တော်တို့ကြိုက်တဲ့အမှုပညာရှင်တွေကြီးပဲเนาะထွန်းတာဘူးလည်းပါတယ် နာမည်ကြီးနေတဲ့အဆိုကိုအကုန်လုံးဖျော်ပြီးမိုးတွေကလည်းရွာတယ်ဒီဗီဒီယိုဖိုင်အောင်ကျွန်တော်မိုးရွာဟိုအားပေးနေတဲ့ဖုန်းကအောက်ပြုတ်ကျသွားလို့ဟိုမိုးကလည်းဆိုသွားလို့မရိုက်ဖြစ်ခဲ့တာအဲ့ဗီဒီယိုဖိုင်လို့သူများရိုက်တာတင်တင်လာတာတွေ့ရတဲ့ထက်ပြီးတော့မျှဝေလေးတာတခုပဲပြောချင်တယ်မလွတ်တော်ဘူးရဲ့ကျွန်တော်အတိဘေးနာမိပါတယ်ဆိုလို့ရှင်ပေါ့နော်ခင်ဗျနင်တို့ဘယ်တော့မှရှိုးပွဲမကြည့်ရတော့ဘူးဘာလို့လဲဆိုဒီစင်ပေါ်မှာပြောဆိုလိုက်တဲ့အရာမကြောက်ဝင်မနာတာ မိဘတွေသားသမီးတွေကြားတယ်မကြောက်ဝင့်မနာတာအနုပညာရှင်တယောက်အနေနဲ့အားလို့ရထိတ်တန်းမှနေတယ်အဆိုလိုတဲ့တပုတ်ကောင်းမဲ့ပြည့်နှစ်ပုတ်အောင်ခင်ဗျဒါအနုပညာရှင်ပဲကျွန်တော်တို့ကြိုက်တယ်တပုတ်ဆိုလဲတပုတ်မို့လို့နှစ်ပုတ်ဆိုလဲနှစ်ပုတ်လို့ဒါပေမဲ့အနုပညာရှင်တွေကကျွန်တော်တို့ဒီဆယ်လီတွေတယောက်အနေနဲ့ဒီအနုပညာရှင်တွေတယောက်အနေနဲ့ကျွန်တော်တို့တဘောချနှက်တက်တဲ့အရာဖြစ်တဲ့အတွက်သူတို့သူတို့ဘုံမှာအများကြီး effective ဖြစ်တယ်နော်သူတို့ကြည့်ပြီးတော့ကလေးတွေကအတူယူမယ်သူတို့ပြောတဲ့ဆိုတဲ့လမ်းစဉ်ပေါ်မှာလိုက်သွားတဲ့ လူငယ်တွေအများကြီးရှိတယ်။ဝက်စားစင်ပေါ်ကစအခုဒီလိုကိစ္စမျိုးပြောဆိုလိုက်တယ်ဘယ်အဖွဲ့ရလို့ကျွန်တော်လည်းမပြောချင်ဘူး။ဗီဒီယိုဖိုင်ထဲမှာလည်းတွေ့ရတယ်။ဒီအကြောင်းအရာကိုလည်းတော်တော်များများသိနေကြရတယ်။အမှုပညာရှင်အမိခံထားတာပဲဖြစ်ဖြစ်ဘာကြောင့်ပဲဖြစ်ဖြစ်တယ်မလားသူရဲ့ emotional ကြောက်ပဲဖြစ်ဖြစ်ဒါပေမဲ့ဒီစကားမျိုးကိုတော့စင်ပေါ်တက်ပြီးအများကြီးအပြေးတက်တီအများကြီးရှိရတယ်မှာမပြောတင်ဘူးလို့မြင်နေပြေးတက်ကြီးကိုဘယ်လိုမြင်လဲ အဓိကတော့လူငယ်တွေဂျာထဲမှာအတူယူမှားသွားလောက်တဲ့စကလုံးမျိုးတွေကိုပြောဆိုတာကြီးရကြတော့လက်မခံနိုင်အောင်အဓိကတော့ကျွန်တော်နဲ့အတူတူလဲကျွန်တော်ညီဆိုလို့ရှင်လဲကြားနေရတယ်ပြန်လာရင်ဒီဗီဒီယိုဖိုင်ပေါ်လာတဲ့အတွက်ကျွန်တော်ညီရဲ့အဖေမိတွေဆိုလို့ရှင်လဲသူတို့သိသွားပြီဗျာဒီဆိုရှယ်မီဒီယာပေါ်မှာဒီအားပြန်လာအာမင်းကရှေ့ဆောင်လမ်းပြအနေနဲ့ဒီလိုမျိုးပွဲမျိုးတွေပဲအရှိမလဲအဲ့လိုမျိုးရှိခဲ့တာလားဆိုရဲအဖြစ်ကြီးကဖြစ်သွားတယ် အဲ့လိုမျိုးတွေရှိခဲ့တဲ့ပွဲမျိုးခေါ်ဝါရလာဆိုတဲ့ပြဿနာလည်းရှိသွားတယ်။ကျွန်တော်လည်းစုခံရတယ်။အဲ့အရှင်းဖြောပြနေတဲ့အချိန်မှာနော်စေးမာရောပြောဆိုပြီးတော့ပြောတဲ့အဖွဲ့ကလည်းရှိတယ်။တချို့ကလည်းဟာဆိုပြီးပြောတယ်ဟာဟင်းဆိုပြီးပြောတဲ့အဖွဲ့ကရှိတယ်။သူတို့အားပေးတဲ့အဖွဲ့လည်းရှိတယ်။အမျိုးမျိုးပေါ့နော်။ဒါကတော့ဟိုလူမျိုးမျိုးစိတ်ထွေတွေဒါမှထားတဲ့အခြေအစားမရှိ။ဒါပေမဲ့အားလုံးအမှုပညာရှင်အောင်တယောက်နေနဲ့စင်ပေါ်မှာဖြောပြီးနေတဲ့အချိန်မှာဒီလိုစကားမျိုးနှုတ်ကထွက်လိုက်တာကြီးကကြတော့ ပြောဆိုလိုက်တာကြီးကကြတော့တကယ်ကိုအဆင်မပြေဘူးပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့အမှုပညာရှင်တွေဖြစ်လာပြီးအစိုးတော်တွေဖြစ်လာပြီးဆိုလို့ရှိရင်ကျွန်တော်ပြောချင်တာကအမှုပညာရှင်တွေ request လုပ်တာပါဒီအမှုပညာရှင်တွေကိုကြည့်ပြီးတော့ဒီအစိုးတော်တွေကိုကြည့်ပြီးတော့လိုက်ပြီးအတုခိုးတဲ့ကလေးတွေရှိတယ်အဲ့အတွက်ကြောင့်နောက်တက်မဲ့အမှုပညာရှင်တွေရောအခုလက်ရှိရှိရဲ့အမှုပညာရှင်တွေရောလူငယ်တွေအတုယူမှမားဖို့အတွက်ကို အကောင်းမှုဆိုဗစက်စည်းကမ်းလေးတော့ထိမ့်မိကြပါစိတ်ထင်တိုင်းမလုပ်ကြပါနဲ့လို့ကျွန်တော်တောင်းဆိုခြင်းပါတယ်အတိကအလူပညာရှင်တို့တောင်းဆိုခြင်းနာပါလူငယ်တွေအတူယူမမဖို့အတွက်အဲ့ဒါလေးပဲပြောခြင်းပါတယ်တကယ်လဲအဆင်ပြေပြီစိတ်ထဲမှာအဆင်ပြေနေကျေးဇူးတင်ပါတယ်